ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ငလီရင်ကျောင်းတက္ကသိုလ်ဝန်ထမ်းအဖြေလွှာတွေပျက်စီးသွားပြီးမန္တလေး၊စကိုင်း၊ကချင်နဲ့နေပြည်တော်တို့ကကျောင်းသားကျောင်းသူတွေအားလုံးဂျွန်လ16ရက်နေ့ကနေစပြီးစာမေးပွဲပြန်ဖြေရမယ်လို့စစ်ကောင်စီကဒီကနေ့မှကြေညာထားပါတယ်။ဂျွန်လ16ရက်နေ့ကနေ21ရက်နေ့အထိတက္ကသိုလ်ဝန်စာမေးပွဲကိုပြန်လည်ဖြေဆိုရမှာဖြစ်တယ်လို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနကထုတ်ပြန်အတည်ပြုထားပါတယ်။ ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အချိန်မှာမန္တလေးတက္ကသိုလ်မိလောင်မှုဖြစ်ပွားခဲ့ပြီး2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေမိလောင်ပျက်စီးသွားခဲ့တာကြောင့်အခုလိုပြန်လည်ဖြည့်ဆို့ဖို့ကိုစီစဉ်ရတာလို့သိရပါတယ်။2025ခုနှစ်မက်ရှလာအတွင်းစစ်ဆေးခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာဘာသာရဲ့အာလုံးဖြည့်ဆို့ခဲ့သူတွေကိုသာပြန်လည်ဖြည့်ဆို့ခွင့်ပြုမှာဖြစ်ပြီးဖြည့်ဆို့ခွင့်ရရှိသူတွေစီရင်ကိုတက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ခရိုင် မြို့နီပညာရေးမုံရုံးတွေနဲ့စာစစ်ဌာနတွေမှာကြီးညာပေးမယ်လို့သိရပါတယ်။မန္တလေးတက္ကသိုလ်မိလောင်မုံအတွင် ကရှင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့နီးပြည်တော်ကောင်စီနေမျိုးတွေကစစ်ဆေးထားတဲ့2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေပါဝင်သွားခဲ့တာပါ။